ဝမှာဘသူမှသာဝရအစဉ်ပြေနေတာလို့မရှိဘူးမြတ်စွာဘုရားတော်မှာအစဉ်မပြေတဲ့အခါရှိဆုံးမဆိုင်ရတဲ့အခါရှိတယ်မကောင်းတဲ့အစားအစာတွေနဲ့မျက်တာနေရတဲ့အခါမျိုးရှိတယ်လူတို့ရဲ့ချီးညိုလေးစားမှုကျိုးဆုံမှုကိုခံရတဲ့အခါရှိတယ်လို့ကျုံတဲ့လူတွေရဲ့ဆဲရီတိုင်ထွာမှု ချင်းချောက်ခံရမှုဆိုတာလေးလည်းပဲကြုံရတာ။ဒါဆိုဗျာကိုယ်တိုင်ကိုပဲအစင်မပြေမှုတွေဘဝမှာကြုံတွေ့ရ။အဲ့ဒီအစင်မပြေမှုတွေဘဝကပေးတဲ့ဖန်တီးတဲ့ဒုက္ခတွေဒါဖြစ်လို့ဘာနဲ့ဖြတ်ကျော်လို့ဆိုဒီခဏချင်းခွလွတ်ခြင်းနဲ့ပဲဖြတ်ကျော်တခါတော့မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားလေးဟာဘုန်းကြီးတို့တွေမှတ်သားပြီးတော့လိုက်တာဆရာကောင်းတာ အာနာဂောဝတေင္ကမေသမ္မာတောပဋိတံတရအတိဝါကြံတိတိခိတံဒုတိလောဟိဘောဇနောဆေတံအဟာစပွဲဝင်နေစမျက်နာရှေ့တန်းမှာဒီရှေ့တန်းကထွက်ပြီးတော့တိုက်ရတဲ့ဆင်မြောင်ကြီးတို့ပဲစပွဲမှာရှေ့တန်းကနေပြီးတော့ထွက်ရတဲ့ဆင်မြောင်ကြီးတို့ပဲ သဗ္ဗတောပဋိတန္တရာဟောဒီကနေ့ပြလိုက်တဲ့မြားတန်နေလန်နေမြားတွေအဝေးကပြလိုက်တဲ့အရာတွေဟာဆင်းရဲကိုယ်ပေါ်မှာနာကျလာတယ်အများကြီးပဲ။နော်ဆင်းရဲခန္ဓာကိုယ်ပေါ်မှာလာဆိုင်တယ်။ခန္ဓာကိုယ်ဝတ်တင်ကမေသဗ္ဗတောပဋိတန္တရာအဲ့ဒီလိုခန္ဓာကိုယ်ပေါ်ရောက်ရှိလာတဲ့ စုဝေနာတဲ့လေးတံများတာအဲ့ဒါတွေကိုသိခံပြီအောက်ဤသိခံပြီလောကပဲအလုပ်ကိုဆက်လုပ်တယ်နောက်မဆုံးဘူးအတိဝါကြံတိတိခိတ္တလူတွေရဲ့စောကမောကပြောဆိုတဲ့စကားတွေကိုငါသိခံတယ်သိခံပဲဘာကြောင့်လို့ဆိုရင်ဒုတိလောဟိဟောဆိုတော့လောကလူများစုက ုချင်းတရားမကောင်းကြဘူးကိုချင်းတရားမကောင်းတဲ့လူတွေချားတယ်ပါတိခတ်နေမှာတပါတခြားလုပ်ဆရာမရှိဘူးအော်ဤတိခတ်နေစက်တိုက်နေတယ်ဆိုတာဟာဘာမွေးနဲ့ပေါက်ခံရတာမဟုတ်ဘူးလက်နဲ့နဲ့ချုပ်ခံရမှာဖြစ်တယ်အဲ့ဒီလိုရှေးခေတ်ကလေးများနဲ့ပြစ်တယ်